န္တလေးမြို့စိတ်ကျမ်းမာရေးစီယုံကြီးအထက်မှာစက်သိန်းပေါင်း၄000ကျော်အသုံးပြုပြီးထပ်မံတည်ဆောင်ခဲ့တဲ့ကုသဆောင်တစ်ကိုဇွန်လ19ရက်နေ့မှာဖွင့်လှစ်တော့မှာဖြစ်လို့လူနာတွေကိုပို့မှုအချိန်ပေးကုသနိုင်တော့မယ်လို့သိရပါဗျ။လက်ရှိမှာစိတ်ကျမ်းမာရေးစီယုံကြီးမှာလူနာပေါင်း100ခန့်ကိုသာကုသပေးနေနိုင်ပြီးအဆောင်သင့်ဖွင့်လှစ်ပြီးပါကလူနာပေါင်း200ဝန်းကျင်ကိုကုသပေးနိုင်တော့မှာဖြစ်ပါတယ်။မန္တလေးစိတ်ကျမ်းမာရေးစီယုံကြီးမှာနေ့စဉ်ပြပလူနာပေါင်း80ကနေ100ကျော်အထိလာရောက်ကုသလျက်ရှိသလို နေ့စဉ်အတွင်းလူနာ10ဦးခန့်ဆေးရုံတက်ရောက်ကူတာနေတယ်လို့လည်းသိရပါဗျ။ဒါကြောင့်လူနာတွေကိုအချိန်ပေးပြီးတရားစွာကူတာပေးနိုင်မှုအားနည်းခဲ့ကအဆောင်သင့်ဖွင့်လှစ်ပြီးရင်တော့ပုံမှန်အချိန်ယူကူတာပေးနိုင်တော့မယ်လို့သိရပါဗျ။ဆေးရုံဝင်အတွင်းစိတ်ချမ်းပါရေးဆေးရုံနဲ့မူရရောဂါကူတာဆေးရုံဆိုပြီးနှစ်ပိုင်းရှိပါဗျ။တက်ရောက်ကူတာတဲ့လူတွေများပြားတာကြောင့်ဆေးရုံအဆောင်သင့်ထပ်မံတိုးချဲ့မှုကို2016ခုနှစ်မတ်လကစတင်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆေးရုံအုပ်ကြီးဒေါက်တာခင်မောင်ထေးကအခုလိုပြောပါဗျ။ ဘုသောလည်းပဲတိုးတက်များပြားလာတဲ့လူနာများအရာဒီပါလူနာပေါ့အတုလူနာများကိုအုံမှုပြီးတော့မှဆောင်ရွက်နိုင်ဖို့အတွက်ကျွန်တော်တို့စေယုံကြီးမှာတာဝန်ချသွားတဲ့ပမောက္ခဆရာကြီးဥတည်ဦးကနေပြီးတော့မှစီယုံပြီးတော့အလူခံထားတဲ့အတွက်ကြောင့်မလို့မြင်းချမ်းမျိုးဦးအောင်တော်မိုးဆန်းမှုမိသားစုကနေပြီးတော့မှတူကြီးအလူရှင်တွေလူတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဆောင်သင့်တဆောင်ကျွန်တော်ရရှိပါတယ် ဲဒီကြောင့်မို့လို့ကျွန်တော်တို့ကြာခင်မှာကျွန်တော်တို့စောင့်သိကိုကျွန်တော်တို့ဖွင့်လှစ်ပြီးတော့မှစတင်ကျွန်မရေးဆွမ်းဆောင်ဆောင်တော့ဖြစ်ပါတယ် မူရင်ဆေးဆွဲယောဂါကုဌာနကို1948ခုနှစ်ဇူလိုင်လမှာမန္တလေးပြည်သူ့စေယုံကြီးဆေးယောဂါကုဌာနနဲ့တွဲဖက်ပြီးစတင်ဖွင့်လှစ်ခဲ့က1980ခုနှစ်ဇန်နဝါရီလမှာတော့မူရင်ဆေးဆွဲယောဂါကုဌာနကိုမန္တလေးပြည်သူ့စေယုံကြီးကနေ35လမ်း64လမ်း68လမ်းကြားရှိအနာကြီးယောဂါကုစေယုံဟောင်းနေရာသို့တိကျပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ဒီနောက်1990 1993ခုနှစ်မှာမန္တလေးမြို့35လမ်း64လမ်း68လမ်းကြားနေရာမှာအစာအုပ်သစ်ဆောင်လုပ်ပြီးစိတ်ကျန်းမာရေးဌာနနဲ့ပူးရဲပေါင်းဆက်ဖွင့်လှစ်ခဲ့ပါတယ်။1998ခုနှစ်ဧပြီလမှာတော့အမရပူရမြို့နယ်ထုံးဖို့မြင့်ငယ်လမ်းတော်မှာစိတ်ကျမ်းမာရေးဆေးရုံနဲ့မူးယင်ဆေးဆွဲယောဂကူဆေးရုံအဖြစ် အောင်ကောင်းကျော်ဆောက်လုပ်ရေးကုမ္ပဏီကတာဝန်ယူဆောက်လုပ်ခဲ့က2000ခုနှစ်မေလမှာစတင်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။အဲဒီနောက်2013ခုနှစ်ဧပြီလမှာဂရင်းနီယာဆန်စိတ်ကျမ်းမာရေးစီယုံကြီးအဖြစ်ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိခဲ့တယ်လို့သိရပါတယ်။